ဟေးအားလုံးမင်္ဂလာပါဗျာဒီနေ့မှတော့ကျွန်တော်ဗီဒီယိုနောက်ခံဘက်ကစာတူနေနေမြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုတွေကို quality ကောင်းကောင်းလေးနောက်ခံ background တွေဖျောက်ပေးလို့ရအောင်ကျွန်တော်ဒီနေ့မစ်စမြောင်မြပေးမှာဖြစ်ပါတယ်အရန်လွယ်ပါတယ်ဗျာအရန်လွယ်တယ်เนาะကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ရဲ့ဗီဒီယိုကိုအနောက်ခံအစိမ်းအောင်ပေါ့เนาะအနောက်ခံအစိမ်းအောင်လေးနဲ့ရိုက်ပေးပါကျွန်တော်တော့ဒီကျွန်တော်တော့ဒီမန်လေးစကူလဲညောင်မင်းစေးကအနောက်ခံအစိမ်းအောင်လေးကျွန်တော်တွေတထုံစားလေးပေါ့ကျွန်တော်ကြောင်း ကြောင်စိမ်းကြောင်စိမ်းလည်းရတယ်ပေါ့နော်အဲ့လိုစိမ်းလေးကိုကျွန်တော်တခိုက်လောက်သုံးတော်မှပြရပါတယ်အဲ့လားလေးကိုဝေပြီးတော့ကျွန်တော်နောက်ခံနောက်ခံမှာအစိမ်းနဲ့ရက်လိုက်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြီးတော့ဖြောက်နီလေးတခါတည်းမရောက်ပေးမယ်เนาะရမ်းလွတ်ပါတယ်ပြကက်ကက်ဆိုလို့ရှိရင် background remove ပါတယ် background remove နဲ့ဖြောက်လို့ရပါတယ်ဒီနေ့မှာတော့ကျွန်တော် in shot software လေးနဲ့မရောက်ပေးမှာဖြစ်ပါတယ်ပြ in shot software ကိုနှိပ်မယ်ပြီးရင်တော့ video နှိပ်မယ် video နှိပ်ပြီးတော့ကျွန်တော်တို့ထားမဲ့ background အရင်ယူလဲရတယ်။ background နောက်မှထည့်လဲရပါတယ်ဗျ။အဲ့တော့ကျွန်တော် background လေးကိုအရင်ထည့်ထည့်ကြည့်လိုက်မယ်နော်။ ကျွန်တော် background ရင်ထည့်ကြည့်လိုက်မယ်တခုကျွန်တော်ရွေးလိုက်မယ် okay ကျွန်တော်ရွေးလိုက်ပြီးတော့အဲဒီမှာရှိတဲ့ re reach ကတော့ကျွန်တော်ဒီဒီ reach ကိုပဲထားမယ်ဆိုရင်နည်းနည်းတော့ကြီးချဲ့ပေးလိုက်မယ်เนาะအဲဒီ reach ထားနည်းနည်းတော့ချဲ့ပေးလိုက်မယ်ဒါတော့ကျွန်တော်မိစမြိုင်ကြိုက်တာကိုကွက်ကိုပေါ့เนาะကြိုက်တဲ့ပုံစံမျိုးကြိုက်တဲ့ background မျိုးထားလို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကွာဒီပုံတွေပါတွေထားခြင်းနဲ့ဆိုလို့ရှိရင်လည်းပုံတွေပါတွေထားလို့ရပါတယ်เนาะဥပမာပုံတွေပါထားမယ်ဆိုလို့ရှိရင်လည်းဒီမှာပုံတွေပါကျွန်တော် ထားထားလိုက်မယ်เนาะအဲပုံတွေပါထားလိုက်မယ်ဒါကကျွန်တော်အေးဗီဒီယိုရောပုံရော ဟိုနောက်ခုတလုံးထားလို့ရအောင်မရောက်ပေးတယ်ဗျာမင်းစစ်မြတ်တော့ချက်တာထားလို့ရပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ထုံးတဲ့တိုင်းပဲကျွန်တော်ကဒီကတ်ကတ်မှာဆိုတော့ဟိုပါလေးနဲ့နောက်တဲ့ဗီဒီယိုထပ်ယူမှာဖြစ်ပါတယ်ဒီဒီ inshot မှာတော့ PNP နဲ့ယူပြရမှာဖြစ်ပါတယ်ဗျာ PNP လေးကိုနှိပ်မယ်နောက်ပြန်ပြန်ပြီးလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့တွေအစိမ့်ပက်နဲ့ရိုက်ထားတဲ့ဗီဒီယိုလေးကိုဒီမှာကျွန်တော်ယူလိုက်မှာဖြစ်ပါတယ်။ Okay ဒီဟာလေးကိုယူလိုက်ပြီးတော့ချက်တဲ့နေရာမှာထားပါတော့။ချက်တဲ့နေရာမှာထားလို့ရတယ်။ကိုကိုအစိမ့်မြေနေရာမှာထားလို့ရတယ်။ပြီးရင် ဒီဘက်ချမ်းကလည်းဥမာကိုကိုပြချင်တာတစ်ခုခုပေါ့ဥမာ reaction video တွေပြမယ်ဆိုလို့ရှိရင်လည်း reaction video တွေကိုကျွန်တော်ထပ်ပြီးတော့ဥမာ reaction video ပြမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ခုနပြောတဲ့ PNPN တွေထပ်ယူပြီးတော့ reaction video တစ်ပုဒ်ကိုဒီမှာဆက်လက်ပြီးတော့အဲဒီမှာပေါ့နော်ဒီမှာ reaction video တစ်ပုဒ်ကိုဒီမှာဆက်လက်ပြီးဒီဘေးလေးမှာထားလို့ရတယ်အဲဒါကျွန်တော်ဥမာပြောပြတာပါဒီနေ့မှာတော့အဲ့လိုပြမှာမဟုတ်ဘူးကျွန်တော်အဓိက background ပဲဖြောက်ပြမှာဆိုတော့ဒါလေးကိုပြန်ဖြောက်လိုက်တော့မယ်နော် โอเคပြီးလို့ရှိရင်တော့ကတ်ကတ်မဆိုရင်တော့ background remove ကိုတန်းနေလို့ရပါပြီဒီမှာတော့ cut out လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ဗျ cut out ဆိုတာโอเคဒီမှာ cut out ပါပါတယ်เนาะဝေးဒီမှာပါဗျโอเค CUTOU cut out လေးကိုနှိပ်မယ်နှိပ်ပြီးတော့ဒီဘက် billia cut out လေးကိုဒီဘက် billia cut out လေးကိုဆက်နေလိုက်မယ်ဗျအဲဒီလိုနှိပ်လိုက်မယ်ဒါဒါဆိုလို့ရှိရင်သူက quality ကောင်းကောင်းလေးအဲဒါဆို quality ကောင်းကောင်းလေး background ကိုလုံးဝဒီ PV လေးဖျောက်သွားတယ်ပုံเนาะ ဒီပုံမှန်တိုင်းလဲသူကဒီပုံမှန်တိုင်းရိုက်လဲဖြောက်ပေးတယ်ဒါပေမဲ့အနောက်ကအစိမ့်ဘက်လေးခံပြီးတော့ရိုက်ထားတော့ပို့လို့ပြီးပြီးဖြောက်ပေးပါတယ်ဗျာနော်โอเคโอเคဒါโอเคဒီမှာတရားကျန်ဆုံးရင်ပြီးသွားတယ်ကျွန်တော်ဒီသူဖြောက်တာလေးတော့ပြီးအောင်ဆောက်ပေးရမယ်နော်ဖြောက်တာလေးပြီးအောင်ဆောက်ပေးမယ်အဲဒီမှာဒီဒီမှာသူ58အဲ960သူဖြောက်တာလေးတော့ပြီးအောင်ဆောက်ပေးရမယ်ဗျာနော်โอเค โอเคဒီမှာဖြောက်လို့ရှိရင်လည်းသူတရားရခင်တို့ပြီးအောင်စောက်ပြရမှာဖြစ်တယ်เนาะတရားရခင်တို့ပြီးအောင်ကျွန်တော်စောက်ကြည့်လိုက်မယ်69โอเคတရားပြီးသွားပြီโอเคပြီးပြီเนาะအမှန်ချစ်လေးကိုနှိပ်လိုက်မယ်โอเคဒါဆိုရင်ပြီးတော့ပါပြီဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုတွေကိုဒါ background ဖြောက်ပြီးပြီအဲโอเคနောက်ခံမှဒီမှာအနောက်ခံမှလည်းကြိုက်တာအစားထိုးလို့ရတယ်เนาะโอเคဒါဆိုလို့ရှိရင်တော့ပြီးပြီ โอเคပြီးပြီးဆိုတော့ဒီမှာဒီဒီဘက်ကိုပုံมาလဲချက်ကြည့်လိုက်မယ်เนาะပုံมาလဲဒါဆိုရင်ဒီကလို့ကပုံနေနဲ့ထားမယ်ဆိုလို့ရှိရင်ဒီမှာအဲအဲကြောင့်မို့ကျွန်တော်တို့ဗီဒီယိုတွေရိုက်မဲ့ရိုက်မဲ့အခါမျိုးမှာကျွန်တော်တို့ဗီဒီယိုတွေပေါ့เนาะကျွန်တော်ဗီဒီယိုတွေရိုက်လို့ရှိရင်ကျွန်တော်တို့အရင်တည်းကကျွန်တော်တကုံလုံးပါတဲ့တကုံလုံးပါတဲ့ပုံစံမျိုးပေါ့နော်လက်တွေအပြည့်တကုံလုံးပါတဲ့ပုံစံမျိုးကျွန်တော်တို့အရင်တည်းကချိန်ပေးထားမှာဖြစ်ပါတယ်အရန်ကတ်နေလည်းနည်းနည်းနောက်ဆုတ်လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဖုန်းကို ဒေါင်းလိုက်မဟုတ်ပဲနဲ့အလဲရလိုက်ရိုက်လေရပါတယ်အလဲလိုက်ရိုက်လို့ရှိရင်တော့အကုန်အပြည့်ပေါ်ပါတယ်ဗျဒါကြောင့်ဥပမာအနေနဲ့ဒေါင်းလိုက်ရိုက်ပြထားတာပါအဲ့တော့ကျွန်တော်တို့ဒီဘယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ re re ချိုးကိုတစ်ချက်တစ်ချက်ပြန်ကြည့်မယ်ကျွန်တော် YouTube မှာတင်မယ်ဆိုကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲတစ်ချက် re ချိုးကိုကြည့်လိုက်မယ်ကျွန်တော်ဒီအခုလိုပဲ60 by 9 re ချိုးဖြစ်ဖြစ်နေရမယ်မနော့60 by 9 re ချိုးတကယ်လို့ဒီဒီ re ချိုးဆိုလို့ရှိရင်အဲဒီမှာဒီဘက်ရှိတဲ့9 by 60ဆိုရှင်ဒါ YouTube မှာတင်လို့အဆင်မပြေဘူး short scene နဲ့ဝင်သွားနိုင်ပါတယ်60 by 9 re ချိုးရွေးပြရမှာဖြစ်ပါတယ်ဒါမှသာလေ YouTube တင်လို့ရမှာဖြစ်ပါတယ်ဗျာ โอเคโอเคဒါဆိုဒီပုံစံနဲ့ဖြစ်မှာဖြစ်ပါတယ်ခွေဒါဆိုမင်းစီမြောက်လုံးပဲ background ဖြောက်တက်ပြီးတော့ထင်ပါတယ်ဗျအားလုံးပဲစင်ပြီးမဲ့လို့ထင်ပါတယ်နောက်ပြီးတော့မှာတော့ကျွန်တော်တို့ကိုယ့်ရဲ့ကိုယ့်ရဲ့မျက်နှာနဲ့ကတ်တုံးပုံစံပြောင်းပြီးနောက်ပြီးတော့မှဆက်လက်ပြီးမြောက်ပေးပါမယ်ဗျအဲ့တော့ဒီကတော့တကယ်လို့ in shot software ကိုသုံးတဲ့မင်းစီမြောက်ဒီမှာသူ့ရဲ့သူ့ရဲ့သူ့ logo လေးပါနေနော် sorry အဲဒီမှာသူ့မှာသူ့ logo လေးပါနေတယ်ဒီမှာတို့ကိုလေးပါနေတယ်တို့လည်း free ဖြောက်လို့ရတယ်เนาะ free ဒါလေးကိုနှိပ်လိုက်မယ် remove free roam ဆိုတာလေးနဲ့လေရုံမှာပဲဗျတခုလို့ရှိတဲ့ wifi ပိတ်ထားလို့ရှိရင်တော့ကြုံညာကြည့်စရာမလိုဘူး wifi တွေဖွင့်နိုင်ခုလိုမျိုးကြုံညာလေးကြည့်ပြရပါတယ်ဗျ okay ဒါဆိုရင်ပျောက်သွားပါပြီเนาะသူရဲ့ logo ပျောက်သွားပြီအဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့เนาะအဲ wifi ဖွင့်ရမယ်ဆိုကြော်ညာကြည့်စားလို့လဲ wifi ပိတ်ထားတော့ကြည့်စားမလို့ပါဘူးဗျ okay ဒါဆိုရင်ဒီ video အနောက်မှာလဲကြိုက်တဲ့ ကြိုက်တဲ့ဗီဒီယို background ထည့်လို့ရရင်နော်သွားဆို PPPV နဲ့ဖြောက်ပေးမှဖြစ်ပါတယ်ဗျဒီတိုင်းလည်းဖြောက်တယ်ဆိုမဲ့ဒီနဲ့ဖြောက်တာအသိမပြင်းတော့သွားတွေ့ရတယ်အခုလိုအနောက်ကအစိမ့်ဘက်လေးခံပြီးတော့ဘလောက်မှလည်းမရှိဘူးနော်ကျွန်တော်၃နောက်လောက်ပဲရှိတယ်ကျွန်တော်ကတော့ဒီမန်လေးမှနေရဆိုတော့၁၆လမ်းညောင်မီဈေးနဲ့မှတောက်လိုက်တာတကိုက်မှ၃နောက်ပဲရှိတယ်ဒါလေးလေးကိုအနောက်မှထားပြီးတော့ရိုက်လို့ရှင့် background တွေပြီးပြီးဖြောက်ပေးတယ်ဆိုတဲ့ကြောင့် live မြောက်ပေးတယ်ဗျတိပိတာမိတ်ဆွေတော့များပါတယ်မသိသေးတဲ့မိတ်ဆွေများအတွက်များပေးခြင်းဖြစ်ပါတယ်ဗျ okay ဒါဆိုရင်အားလုံးပဲအဆင်ပြေမလို့ထင်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီ background ဖြောက်နေတဲ့နောက်ခံ background ထားနေလေးမြောက်ပေးတာပါဗျအဲ့တော့ဒီမှာလည်းတချို့ဆိုရင်အယောင်လေးနဲ့ထားတယ်အယောင်လေးနဲ့ထားမယ်ဆိုရင်ဒီမှာဒီမှာ background ရှိတယ် background မှာဒီအနီတွေပါလေဒီမှာဒီကြိုက်တာလေးပေါ့နော်အဖြူတွေအစိမ်းတွေကြိုက်တာလေးတွေထားလို့ရပါတယ်ဗျဒါတော့ကျွန်တော်ဥမာဥမာမြဥမာမြောက်ပေးတာပါဗျ okay ဒါဆိုရင်အားလုံးအဆင်ပြေမလို့ထင်ပါတယ်ဗျ နော်အလုံးစင်မျိုးလေးထင်ပါလေစင်မီအလုံးစင်မျိုးထင်ပါလေဗျအဲ့တော့မတိတာမရှိတာရှိတယ်ခုမှမေးခဲ့လို့ရပါတယ်ကျွန်တော်မျက်နှာပြန်ဖြေချပေးပါတယ်ဗျအလုံးကိုကျေးဇူးတင်ပါတယ်ဗျာ